วัสดีค่ะยินดีต้อนรับเข้าสู่สถาบันเฟมัสนะคะอารมณ์เมิงลาบาเฟมัสไทยแลนด์เวเซนเตอร์มาจูซูบาร์เดจิมาก็တော့เฟมัสไทยแลนด์เวเซนเตอร์ကครูอินจินซันဖြစ်ပါတယ်ဒီနေ့မှာတော့ယင်းဒီဆိုတဲ့စကားလုံးလေးကိုဘယ်ချင်းနေတွေမှာသုံးလို့ရလဲဆိုတာ ਨੇ ပသက်ပြီးဝင်မြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးတစ်ခုကတော့တယောက်ယောက် ကကိုကိုကျေးဇူးတင်ပါတယ်လို့ပြောလာတဲ့အခါကိုဘက်ကဘလို့ပြန်ပြောလို့ရမလဲပေါ့နော်။ဒီလိုအချိန်နေမှာဆိုရင် ယင်ဒီယင်ဒီလို့ပြန်ပြောလို့ရပါတယ်အတိတ်ပဲလေးကတော့ရပါတယ် your welcome ဆိုတဲ့အတိတ်ပဲပါယင်ဒီယင်ဒီနောက်တစ်ခုကတော့ဒီယင်ဒီဆိုတဲ့စကားလုံးလေးပါပြီးတော့ဒီယင်ဒီကိုသုံးပြီးတော့တနေရာရာကနေကြိုဆိုတဲ့အခါသုံးလို့ရပါတယ် famous thai language center မှာကြိုဆိုပါတယ်လို့ပြောတဲ့အခါယင်ဒီတောင်းတာခေါ့ဆူစထာဗန် famous လို့ သုံးသွားသလိုပဲတခြားတနေရာရာကနေကြိုးဆိုခြင်းနဲ့ဆိုရင်လေ famous sign language center ဆိုတဲ့နေရာမှာအစားသွင်းပြီးတော့တခြားနေရာကနေကြိုးဆိုခြင်းပါတယ်လို့ပြောလို့ရပါတယ်အဲ့တော့တခုခုတနေရာရာကနေကြိုးဆိုခြင်းနဲ့ဆိုရင် yindi tongdap yindi tongdap ဒီလိုလေးသုံးလို့ရပါတယ်နောက်တစ်ခုကတော့တယောက်ယောက်ကိုဂုဏ်ပြုပေးခြင်းနဲ့ဝမ်းသာတယ်နော် congratulation ပါဒီလိုမျိုးပြောခြင်းတဲ့အခါမှာတော့ ขอแสดงความยินดีဒီလိုလေးတောင်းလို့ရပါတယ်အတိတ်ပဲလေးတွေကขอแสดงပေါ်ပြပါရစေတယောက်ယောက်ကိုဆုတောင်းပေးတယ်တခုခုကိုခွင့်တောင်းတဲ့အခါမှာขอကိုတောင်းလို့ရပါတယ်နောက်တစ်ခုကแสดงแสดงကတော့ပေါ်ပြတယ်ဆိုတဲ့အတိတ်ပဲပေါ့နော်အဲ့တော့ဒီမှာขอแสดงပေါ်ပြပါရစေความยินดีความကတော့ချင်းမှုဆိုတဲ့အတိတ်ပဲပါ ယင်းဒီကဒီနေရာမှာဝမ်းတာတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ခွမ်းယင်းဒီဝမ်းတာမှုခေါ်စတဲ့ဖော်ပြပြရစီဝမ်းတာမှုကိုဖော်ပြပြရစီဆိုတော့အာဝမ်းတာတယ်နော် congratulation ပါလို့ပြောတဲ့အဓိပ္ပာယ်ပေါ့နော်ဒီတော့ဝမ်းတာတယ်နော် congratulation ပါလို့ပြောချင်တဲ့အခါခေါ်စတဲ့ခွမ်းယင်းဒီကိုသုံးလို့ရပါတယ်နောက်ဆုံးတစ်ခုကတော့အလုံးရင်းနီမိသားဖြစ်မယ်လို့ထင်ပါတယ်။တယောက်နဲ့တယောက်မိတ်ဆက်တဲ့အခါမှာသုံးတဲ့စာစုလေးပေါ့နော်။ ยินดีที่ได้รู้จักยินดีที่ได้รู้จักတယောက်နဲ့တယောက်စတွေ့တဲ့အခါမှာဒီစာစုလေးတုံးပြီးတော့နှုတ်ဆက်လို့ရပါတယ်ဒီနေရာမှာยินดีဆိုတာလေးကဝမ်းသာပါတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ที่ได้ที่ได้ဆိုတာကတော့တခုခုလုံးရတာဒီလိုလုံးရတဲ့အတွက်ဒီလိုဖြည့်ရတဲ့အတွက်ဝမ်းသာပါတယ်ဘယ်လိုလုံးရလဲရူးจักရူးจัก ိရတဲ့အတွက်ခင်မင်ရင်းနှီးရတဲ့အတွက်ဝမ်းသာပါတယ်ဒီတော့တယောက်နဲ့တယောက်တွေ့ရတာဝမ်းသာပါတယ်လို့ပြောချင်ရင်ယင်းဒီထိတာရိုးချက်ကိုသုံးလို့ရပါတယ်ဒီတော့ဒီနေ့ကတော့ယင်းဒီနဲ့ပတ်သက်ပြီးတော့စာစုလေးတွေကိုဝင်မြောက်ပြသွားတာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ယင်းဒီကိုလက်တွေ့မှာလည်းအသုံးချဖြစ်မယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like and share လုပ်ပေးပါဦးနော် နောက်ဗီဒီယိုဒီမှာလည်းဘ ഹു သူတရရဆရာအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ขอบคุณมากค่ะทุกคนสวัสดีค่ะ thank you